အားလုံးပဲမင်္ဂလာပါတနင်္သာရီခြိုင်တည်င်းဌာနရဲ့ဖိုကက်အစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့ဆောင်းပါရှင်သူရေးသားထားတဲ့မြုံလင်းချက်ခါခါဘူရာစီကပအခက်ခဲဆုံးတောင်ထဲကိုရောက်ဖို့နောက်တကြီးထက်ကြိုးစားမဲ့သူဆိုတဲ့အစီအလေးကို တင်ဆက်လိုက်ပါရစေမြုံလင်းချက်ခါခါဘူရာစီ ကပအခက်ခဲဆုံးတောင်ထဲကိုရောက်ဖို့နောက်တကြိမ်ထတ်ကြိုစားမယ်သူမတ်ဂျန်ကင်းစ်ဟာအမေရိကန်ကကပကျော်တောင်တက်သမားလူဆော့ဇာတအူးဖြစ်ပါတယ်။စာရေးဆရာနဲ့သတင်းစာဆရာတအူးလည်းဖြစ်ပါတယ်။၂၀၁၂တွင်ဦးရသည်မှာအီရရက်တောင်ထဲကိုတက်ပြီးပြန်အစင်းလာမှာမတ်နဲ့သူ့အဖွဲ့တို့စိတ်ကူးတစ်ခုစဉ်းစားကြပါတယ်။သူတို့တွေအတွက်နောက်ဆုံးနဲ့စိတ်ခုံမှုအရှိဆုံးနေရာတစ်ခုကို ကြိုးစားတက်ကြည့်ချဖို့ပါပဲတကယ်ဝင်းလန့်တီခေါင်ပြီးလူတိနေတဲ့နေရာတစ်ခုကိုစ조사ချရအောင်လို့သူတို့ရဲ့အမျိုးသမီးအဖွဲ့ဝင်ဟီလာရီကအဆုတ်တင်သွင်းခဲ့တယ်။ပါကစ္စတန်၊ပပူဝါနီယူဂီနီ၊ကာဇက်စတန်စတဲ့နာမည်တွေစပွဲပေါ်ကိုပိတ်တင်ကြတယ်။မတ်ကတော့သူ့ရဲ့ရင်ထဲမှာရှီရှီကလေးကရှိပြီးသားအမိတစ်ခုကိုတော်တော်နဲ့ပြောမထွက်ခဲ့ပါ။နောက်ဆိုတော့ပြောချလိုက်ပါတယ်။ခကာဘိုရာဂျီဆိုရင်ဘယ်လိုနေမလဲ။ ဟီမွန်ဝေါ်တာရဲ့တောင်ဆွေဖြစ်ပြီးတီဘက်နဲ့နယ်ချင်းဆက်နေတဲ့ခါခါဘိုရာစီကိုပြည်တခြားတွေက1925ခုနှစ်မှာအမြင့်ပေ1296လို့တိုင်းတာခဲ့ပါတယ်။အခုထိနိုင်ငံတကာတောင်တက်သမားတွေသိမကြဘူးသေးတဲ့တောင်တစ်ခုပါ။ခါခါဘိုရာစီကိုတီဘက်ဘာသာနဲ့နှင်းဖြူတောင်စနုံဝိုင်ပေါင်တင်းလို့အဓိပ္ပာယ်ရပြီးရဝမ်ဘာသာနဲ့တော့အသံပြူတဲ့တောင် ဆောင်းမိတ်ခင်မောင်တင်းလို့ခေါ်ကြပါတယ်။ မတ်ချန်ကင်းစ်ဟာ1980ခုနှစ်တွေမှာပြည်တိရှလူစွန့်စာ Francis King တောင်ပွင့်ရဲ့မြန်မာနိုင်ငံရဲ့ရေခဲတောင်များ Bahamas Ice Mountains ဆိုတဲ့စာအုပ်မှာစက်ဖတ်ပူခဲ့ပါတယ်။ဒီလိုနဲ့ Mark တို့ခါခါဘိုရာစီဟာမျော်လင့်ချက်တစ်ခုဖြစ်ခဲ့တာပါ1993မှာ Mark ဟာသူ့ရဲ့အရင်းအဆိုးရဲဘော်တွေဖြစ်တဲ့ Mike Moe, Kate Spencer, Steve Babbitt တို့နဲ့ ခါခါဘိုရာစီကိုတက်ဖို့ဆိုင်းပြေးခဲ့ကြတယ်။မိုက်မိုကသူ့ရဲ့အထက်တန်းကျောင်းသားဘဝကလေးကတငယ်ချင်းဖြစ်ပြီးခိတ်နဲ့စတီဗ်တို့ကတော့ဝိုင်အိုမင်းတက္ကသိုလ်မှာဆုံတွေ့ခဲ့ကြသူတွေပါ။အဲ့ဒီအချိန်မှာမြန်မာစစ်အစိုးရဟာမြန်မာပြည်မြောက်ပိုင်းကိုနိုင်ငံခြားသားတွေလာခွေကိုပိတ်ပင်ထားခဲ့လို့သူတို့အဖွဲ့တိဘက်ကနေနေဆက်ကိုတရားမဝင်ကြောပြတ်ပြီးတက်ရောက်ဖို့ကြိုးစားခဲ့ကြပါတယ်။နောက်ဆုံးတော့တရုတ်စစ်တပ်က ူတို့ကိုဖမ်းပြီးပြန်ပို့လိုက်ပါတယ်။နောက်နှစ်နှစ်အကြာမှာမြန်မာစိုးရွားကဂျပန်တောင်တက်သမားတာကာရှိအိုဇာကီကို တက်ခွင့်ပြုခဲ့ပါတယ်။တာကာရှိဟာခါခါဘိုရာစီကို1995ခုနှစ်မှာ နှစ်ချီကြိုးစားခဲ့ပေမဲ့မအောင်မြင်ပဲ1996မှာတော့တီဘက်နယ်ဖွာတောင်တက်သမားနမားချက်စင်နဲ့အတူတောင်ထက်ကိုအအောင်မြင်မြင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့ တောင်ထင်းရဲ့အမြစ်ကို GPS နဲ့မတိုင်းတာခဲ့ရပါဘူးတကာရှိကအေရှားထိုင်းသတင်းဌာနကို ပြန်ပြောရမှာခကဘိုရာစီဟာကဘာပေါ်မှာအခက်ခဲဆုံးနဲ့အန်ဒီရဲ့အရှိဆုံးတောင်တလုံးပါဒီတစ်ချိန်လုံးတကားမှကျွန်တော်မကြောက်ဘူးလို့ပြန်ပြောပါတယ်2017ခုနှစ်မှာတကာရှိအိုဇာကီဟာအေဝရက်ကိုနောက်တစ်ကြိမ်တည့်ရင်အသက်ပေးသွားခဲ့ရပါတယ် မတ်ရဲ့ရွယ်ချက်ကဘသူမှ GPS နဲ့မတိုင်းတာရသေးတဲ့မြန်မာရဲ့ခါခါဘိုရာစီကို တောင်ထိပ်ရောက်ပြီးတိုင်းတာဖို့ပါပဲ။ကန်လန်ရာစီတောင်ဟာခါခါဘိုရာစီထက်ပုံမြင့်နိုင်တယ်လို့အယူအဆကတချို့မှရှိပါတယ်။မြန်မာနိုင်ငံမှာဒီအယူအဆကို လူတော်တော်များများကလက်မခံလို့ကြပါဘူး။ကန်ဆိုးစော်နဲ့ပဲမတ်ရဲ့အချစ်ဆုံးတငယ်ချင်းတူဦးဖြစ်တဲ့မိုက်မူနဲ့အဖွဲဟာ အတိတ်သမိုးတွေအားထဲမှာလိမ်မောက်ပြီး တိတ်ဆုံးခဲ့ကြရပါတယ်။ဝေလငါတကောင်ကသူတို့လေကိုမှောက်ပေးခဲ့တာပါ။နောက်တငယ်ချင်းတူဖြစ်တဲ့ကိတ်ကတော့2009ခုနှစ်မှာမက်ကနက်အတူ WO မင်းမှာတောင်းတက်ရင်းရေခဲတော့သူ့အပေါ်ပြိုချပြီးတိတ်ဆုံးခဲ့ရပြန်ပါတယ်။သူ့အပေါ်15ပြည့်အထက်မှာရှိနေခဲ့တဲ့မက်ဟာကံကောင်းစွာနဲ့အသက်ရှင်ခဲ့ပါတယ်။ဒီဖြစ်ရပ်တွေကမက်ဂျန်ကင်းစ်တို့တသက်လိုတတိယနေတော့မဲ့စိတ်အမှားရောက်တွေပါ။ 2014ခုနှစ်မှာတော့ Buck Junkies နဲ့သူအဖွဲ့ဟာ Kakaburazi ကို နောက်တစ်ကြိမ်တတ်တော်မှာပါသူတို့အမေရိကကခီးမစတင်ခင်၃ဘတ်အလူကလေးကမြန်မာတောင်တက်သမားနှစ်ယောက် Kakaburazi မှာပျောက်ဆိုးသွားတဲ့တဲ့င်းက AP သတင်းဌာနမှာဖတ်လာပါပြီမြန်မာအဖွဲ့ဟာ Kakaburazi က Gallanrazi ထက်ပိုမြင့်တယ်လို့တက်တေပြချင်းချတယ်လို့သိရပါတယ် Kakaburazi တောင်ချေကိုရောက်ဖို့အတွက် စုစုပေါင်းတလကြာမြင့်ပါတယ်။ပူတော်အူကနေတောင်ချီအထိ152မိုင်ကိုတောနယ်ထဲမှာဖြတ်သန်းရတာပါ။အသက်စနစ်နဲ့အရွယ်ရဝန်ကလေး၃ယောက်နဲ့သူတို့အကူတွေမိဘတွေကိုအထမ်းသမားတွေအဖြစ်ငှားရမ်းခဲ့ကြရပါတယ်။အသက်မပြည့်သေးသူတွေကိုမလွဲမရှောက်သာငှားရမ်းရတာနဲ့ပတ်သက်ပြီးရှက်မိတယ်လို့ National Geographic Garfrey မဂ္ဂဇင်းမှာ Mark Jenkins ကပြန်ရေးပါတယ်။သူတို့အဖွဲ့မှာ Mark Jenkins ချက်ပုတ်သမားခိုရီရစ်ချက်ဗီဒီယိုသမားရီနာအော့ဇက်တက်တောင်သက်သမားအီမလီဟာရင်တန်နဲ့အဖွဲ့ခေါဆောင်ဟီလာရီအိုနီတို့ပါဝင်ကြပါတယ်။ကြား၃ယောက်မှ၄ယောက်ပါ။တော်ရဲမှာအစိတ်ပြင်းတဲ့မွေတွေပစ်ကူတွေမြို့တွေနဲ့တာယာဒိုရိဆန်များစွာကိုရင်ဆိုင်ပြီးတောင်ချေကိုဆောက်ရောက်တဲ့အချိန်မှာသူတို့တက်လာတဲ့ပစ္စည်းတော်တော်များများကို လမ်းမမတန်နိုင်လို့ခြားခဲ့ရပါပြီ။ခါကာဘိုရာစီဟာတခြားဘက်တောင်နဲ့မှမတူအောင် ခက်ခဲတယ်လို့မကသူ့ဆောင်းပေါင်းမှာပြန်ရေးခဲ့ပါတယ်။အပေါ်တဲဖို့လမ်းကြောင်းကိုရှာဖွေရတာဟာအင်မတန်ခက်ခဲပြီးဂျူရုကရိုက်ထားတဲ့ပိုရိပ်တွေတောင် အကူအညီမဖြစ်ဘူးလို့ဆိုပါတယ်။တောင်ဆောင်းတွေကလည်းဘလိတ်ဓာတ်ရဲ့အသွားလိုဆူရှထက်မြက်နေပါတယ်။တခြားတောင်တွေနဲ့မတူတဲ့နောက်တစ်ချက်ကတက်နေတော့မှတောင်ထိပ်ကိုလမ်းမမြင်ရတဲ့စိတ်ခေါ်မှုပါ။စကန်သုံးကိုအရောက်မှာတော့စကားအချစ်တင်ကစတင်ခဲ့ပါပြီ။ 900လုံးတောင်ထည့်ကိုရောက်ဖို့ဆိုတော့မဖြစ်နိုင်တော့ပါဘူးအင်မလီကလက်ခံပေမဲ့အဖွဲ့ခေါဆောင်ဟီလာရီကအထောက်အကန့်ညင်းဆိုပါတယ်နောက်ဆုံးတော့စခန်းသုံးမှာအင်မလီနဲ့ဟီလာရီကို ထားခဲ့ပြီးမတ်ခိုရီနဲ့ရီနန်ဒိုဆက်တက်ခဲ့ကြပါတယ်အဝေးမှာတောင်ထည့်ကိုမြင်နေရပါပြီလီကတော့သူတို့ခန္ဓာကိုယ်ကို ခွေးအားတွေကိုက်ဆွဲသလိုနာကျင်စေတယ်လို့မတ်ကပြန်ပြောပါတယ်သူတို့ဟာ တယောက်နဲ့တယောက်ဂျိုးတွေနဲ့ချိန်ဆက်ထားကြပါတယ်ဂျိုးတွေကိုတောင်နဲ့ချိန်ဆက်ဖို့ချိန်တွေမရှိတော့ပါဘူးဒီနီလန်းကတယောက်နဲ့တယောက်အသက်ချင်းထပ်ပြီးလောင်းထားကြတာပါတယောက်ချော်ကြရင်နောက်နှစ်ယောက်လည်းကြောက်သွားနိုင်ပါတယ်တဦးချင်းစီရဲ့ဆုံးဖြတ်နိုင်စွမ်းနဲ့အကြီးအချင်းကိုနောက်နှစ်ယောက်ကယုံကြည်ပေးရတာပါပဲနောက်ဆိုတော့တောင်ထိပ်နောက်ကိုချင်းကပ်လာနေပါပြီနောက်ထပ်တညဆိုရင် တောင်ထိပ်ကိုရောက်တော့မှာပါဒါပေမဲ့အဲ့ဒီအချိန်မှာ အစားစာရှင်နဲ့မီးဖို့တွေတော့ရှိမှမဟုတ်ပါဘူးသူတို့တောင်ထိပ်ရောက်အောင်သွားနိုင်မှာပါဒါပေမဲ့အိမ်ကိုတော့ပြန်နိုင်မှာမဟုတ်တော့ပါဘူးပြန်လည်းမရှိတဲ့နေရာကိုရောက်နေကြပါပြီကျွန်တော်ကြောက်တယ်လို့ခူရီကဆပြောပါတယ်ကျွန်တော်တကယ်ကိုပဲကြောက်တယ်ပြန်လဲသိပြီလို့ကျွန်တော်ထင်တယ်လို့သူကပြောပါတယ်ကြံတဲ့နေရာကလည်းသဘောတူလိုက်ကြပါတယ်မတ်ကတိတ်ဆုံးသွားပြီဖြစ်တဲ့မိုက်ခင်မိုးနဲ့ ကိတ်စပန်ဆာတို့ရဲ့ဓာတ်ပုံတွေကိုအိတ်ထဲကနေထုတ်လိုက်ပါတယ်။တငယ်ချင်းတွေရဲ့ပုံတွေကိုခါကာပိုရာစီတောင်ထိပ်မှာမြုပ်နှံဖို့ယူလာတာပါပဲ။ပြီးတော့ဂျင်တဂျင်တူပြီးတော့မြုပ်နှံလိုက်ပါတယ်။ဒီလောက်နဲ့ပဲဂျင်နာကြပါတော့တငယ်ချင်းတို့ရေ။ပြန်မစင်ခင်မှာ GPS ကိုကြည့်လိုက်တယ်။အမြင့်ပေ18841ကိုပြနေပါတယ်။2025ခုနှစ်မေလမှာတော့အသက်66နှစ်ရှိပြီဖြစ်တဲ့ မောက်ဂျန်ကင်းစ်ကထွက်ချညာလိုက်ပါတယ်။နိုင်ငံရေးအခြေအနေကခွဲပြူလာတဲ့ခါခါပိုရာစီကို နောက်တစ်ကြိမ်ထပ်တက်ဖို့ကြိုးစားပါမယ်တဲ့။2